အချိန်ကတော့1990ကျော်လောက်အချိန်ရပါဆောင်းတွင်းလည်းဖြစ်ညဘက်လည်းဖြစ်တာနဲ့သူလည်းထုံးစံအတိုင်းလက်ဖက်ရည်လေးတောက်စစ်လေးလေးပွားလို့အင်ရှိဝရန်တာမှာအင်မတန်စိန်ကြနေပါတယ်သူဆိုတာကတော့ကျွန်တော်ပြောတဲ့မူကင်းဓာတ်ပုံရိုက်တဲ့ကျွန်တော်မိတ်ဆွေတယောက်ပါရာသီဥတုကအေးပင်မဲ့လည်းလေလေးရတဖြည်းဖြည်းဆိုတော့ရင်းနှွေးချမ်းတိုးနဲ့ဟန်ကြပန်ကြဖြစ်နေတော့ဖုန်းဝင်လာခဲ့ပါတယ်အเจ้าညာကတော့သူ့လုပ်ပေါ်လာတာပါသူ့လုပ်ကမူကင်းဖြစ်တဲ့နေရာတွေမှာဓာတ်ပုံရိုက်ရတာပါဖြစ်တာကတော့မြေထားလမ်းပေါ်မှာလူတယောက်ရထားတိုက်ခံရတာတဲ့ဒီတော့ကင်မရာလေးဆွဲပြီးထွက်ခဲ့ရပါတယ် ဟိုရောက်တော့တွေ့လျရတဲ့မြင်ကွင်းကတိတ်မဟန်ပါဘူးဘာလို့ဆိုလက်တွေကောင်းနေခြေောက်တွေကလိုက်ကောက်ရမဲ့ပုံစံဖြစ်နေပါပြီလူနေအိမ်နဲ့လဲဝေးတဲ့နေရာဖြစ်တာအတကြောင်မှုကင်းဓာတ်ပုံဆရာဆိုတာမျိုးကလည်းသူများမရောက်ခင်မစစ်ဆေးခင်မှာအမှုဖြစ်ထားတဲ့ဓာတ်ပုံကိုအ우ဆုံးရယူရတဲ့တာဝန်ဆိုတော့မျက်မြင်တယောက်ရဲ့တာဝန်ရှိတဲ့သူတယောက်ရဲ့ပဲရောက်ပါသေးတယ်အဲ့ဒါနဲ့ပဲသူကလည်းအလောင်းကိုတစားစီဓာတ်ပုံလိုက်ရရပါတယ်အဲ့ဒီဆောင်းကြကတော့အရန်အေးပါတယ်ဟိုဘက်ဝေးခက်ပြပြလောက်မှာတော့ဘူရာယုံလေးရှိပါတယ်မီးရောင်လေးကခက်မိမ့်နေပါမြူရီယာလည်းခက်ဆိုင်ဆိုင်နဲ့ညတနားရီလောက်တော့ရှိပြီထင်ပါတယ် ခုနပြောတဲ့မျက်မြင်သက်သေသတင်းပေးသူကိုတော့ရဲတယောက်လာပြီးတော့စစ်ဆေးချက်တွေပါတယ်ယူဖို့စခန်းကိုခေါ်သွားပါတယ်။ကြံခဲ့တာကတော့သူနဲ့မူကင်းရဲတယောက်ရဲ့ပါ။သူ့လောက်ကလွယ်တော့မလွယ်ပါဘူး။အချိန်နေရာဒေတာမယူလိုက်ခဲ့ရတာပါ။မှားလို့လည်းမဖြစ်ပါဘူး။အဲ့ဒါနဲ့ပဲသူကလည်းအာယုံဆိုင်ပြီးတော့အလောင်းရဲ့အစိတ်ပိုင်းတွေကိုဓာတ်ပုံတစ်ဖက်ဖက်နဲ့လိုက်ရိုက်နေရပါတယ်။ဟိုဘက်ရှာဒီဘက်ရှာနဲ့ခေါင်းကိုတွားရိုက်လိုက်ခန္ဓာကိုယ်ကိုတွားရိုက်လိုက်မြေပြင်နေထားကိုတွားရိုက်လိုက်နဲ့စစ်လိုက်လေးဖွာလို့အလုရှုပ်နေပါတယ်။အဲ့ဒီချိန်မှာပဲသူနဲ့အတူရှိနေတဲ့ရဲကဘဲပြောက်သွားတယ်မပြောတတ်ပါဘူး။ ဒါနဲ့ပဲသူကလည်းသူ့လုပ်ကိုသူဆက်လုပ်နေခဲ့ပါတယ်။သူ့မှာအကျင့်တစ်ခုရှိပါတယ်။သူကအလုပ်လုပ်ရင်ပဲဖြစ်ဖြစ်စာဖတ်ရင်ပဲဖြစ်ဖြစ်ဥပမာထမင်းအိုးတဲတာကအဆဆိုးပါတော့စိတ်တိုင်းမကြတာရှိရင်အတန်ထွက်ညှဉ်းညူတတ်တဲ့အကျင့်ပါ။အဲ့ဒီမှာဖြစ်ပုံကသူဓာတ်ပုံရိုက်လိုက်တဲ့အလောင်းကောင်ရဲ့လက်တစ်ဖက်ကရှာမရဘူးဖြစ်နေရပါ။သူကလည်းပထမတော့စိတ်ရှိရှိနဲ့ရှာပါသေးရဲ့။နောက်တော့မတွေ့တာနဲ့ပဲဟိုဘက်ခက်လန့်လန့်နေထိသွားပြီးတော့ဖြစ်နိုင်မဲ့နေရာတွေကိုရှောက်ရှာရပါတယ်။ဒါပေမဲ့လည်းအဲ့ဒီလက်တစ်ဖက်ကတော့လုံးဝရှာလို့မတွေ့ပါဘူး။ရထားတန်လန်းပေါ်မှာဆိုတော့အေးရလဲအေးလေကလေးကလည်းတိုက်ဆိုတော့ သူလည်းခလေးလေးလေးပဲဓမီလေးထိုးလိုက်ဟိုရှာဒီရှာလှုပ်ရင်လည်းစိတ်ကလည်းမရှိတာနဲ့ထုံးစံတိုင်းညင်းညူမိပါတယ်ဒီလက်ကလည်းကွာဘယ်ကြောင်ရောက်နေရလဲမသိဘူးစသဖြင့်မတယောက်တည်းပြောဆိုနေရပါအဲဒီချိန်မှာပဲသူမမျော်လင့်ထားတဲ့အဖြစ်ပြက်သူကြက်သိမ်းမွန်းကြီးနေတဖျက်ဖျက်ကိုထကုန်ပါတယ်သူရဲ့လှုပ်တက်တန်းတစ်လျှောက်မှာဒါပထမဆုံးချိန်အံ့ဩကြောက်ရွံ့စရာကြီးဖြစ်ခဲ့ရတာပါလက်ကဟိုမှလေကွာရီမြောင်းနဲ့မှလေသူ့ကိုပြနေတာဟိုအလောင်းကောင်းနာနောက်ထပ်လက်တစ်ဖက်ပါမြောင်းပေါင်ကိုတဖြောင်းဖြောင်းနဲ့ရိုက်ပြီးတော့လက်ညှိုးထိုးပြနေရပါသူတော်တော်ကြီးကိုတုံလုံးသွားခဲ့ရပါတယ် စောနာလက်ပြက်ကြီးတစ်ဖက်ထဲပါသူတကူလုံးအေးဆက်တောင်းနှင်းသွားခဲ့ရပါတယ်ပြီးတော့သူကချက်ချင်းတွေးလိုက်ပါတယ်ဒါကခုနကတော့ကြံခဲ့တဲ့မူကင်းရဲ့သူ့ကိုစတာဖြစ်လိမ့်မယ်ပေါ့ဒါဆိုရင်ခုနကသူမသိတဲ့အတန်ပိုင်ရှင်ကဘာတူလဲအတန်သူ့အနောက်ကနေလာတာပါအဲ့ဒါနဲ့ပဲခေါင်းနှပန်းကြီးပြီးတော့လက်ကြီးလိုက်တဲ့အခါမှာတော့ခုနကယထားတိုက်ခံထားတဲ့ခန္ဓာကိုယ်ကြီးနဲ့ခေါင်းကြီးကသူ့အနောက်ကနေတရွတ်တိုက်ကြီးဆွဲပြီးတော့လိုက်လာတာပါစကားတွေပြောနေတာကလည်းအဲ့ဒီခေါင်းကြီးကပဲပြောနေတာပါသူ့ကိုလည်းကြည့်လို့ပါပြီးတော့ဆက်ပြောပါသေးတယ်ဟဲ့ ိုမာလီကလက်တစ်ဖက်ကတွားယူလိုက်လေအဲ့လိုမျိုးပြောဆိုပြီးတော့ပုံပြက်နေတဲ့မျက်နှာကြီးကိုမင်းငော့ကငော့ကနဲ့မြောင်းပေးရလက်တစ်ဖက်ကလည်းမြောင်းပေါင်ပေါ်မှာတဖြောင်းဖြောင်းနဲ့ရိုက်ပြနေပါတယ်ဒါပေမဲ့လည်းသူပြေးလို့တော့မရတော့ပါဘူးသူ့ရဲ့ခြေထောက်တွေကလှုပ်လို့လည်းမရတော့ပါဘူးဆောင်ညရဲ့အေးနဲ့တူသူ့ရဲ့လောင်းကောင်ရှိမှရင်ဆိုင်နေရတဲ့အဖြစ်ကသူ့ကိုအေးဆက်တောင်းတင်းသွားအောင်လှုပ်လိုက်တာပါ။သူကသူ့နောက်ကလောင်းကောင်ကိုပြန်လဲကြည့်လိုက်တဲ့အချိန်မှာတော့ဒီယိုတိုက်ကြီးဆွဲပြီးတော့ဖြည်းဖြည်းကြည့်နေရပါ။မြေကြီးပေါ်ကနေလဲနေတဲ့အတိုင်းကနေထဖို့စူးစမ်းနေပါတယ်။ အလောင်းကောင်ရဲ့ရှေ့မှာသူဘလို့မှဆက်နေလို့မရတော့ဘူးဆိုတာကိုသိလိုက်တဲ့အချိန်မှာပဲသူရှိသမျှအားတွေအကုန်စုပြီးတော့ဝုန်းကနေဆိုပြီးပြေးတော့တာပါပဲတရောတော်ဘာနဲ့ပြေးလာတော့ယထာလန်ရဲ့တစ်ဖက်မှာရှိတဲ့ကားလမ်းပေါ်ကျမှာပဲဟိုတကောင်သားရဲကိုတွတ်တွေ့ပါတယ်။ဥရဖာရနဲ့ပြေးလာတဲ့သူကိုတန်တော်နဲ့စီးပြီးတော့မေးပါတယ်။ဟဲ့လူဘာဖြစ်လာလဲဗျာ။အဲ့လိုမင်းနေပဲမလဲသူကဘာမှပြန်မဖြေနိုင်ခဲ့ပါဘူး။အင်ရောက်တဲ့ဒီကိုဘလို့ရောက်လို့ရောက်မှမသိအောင်ကိုတုတ်ချစ်တင်လာခဲ့တာပါ။အရင်ဖြစ်ပျက်တွေဖြစ်ပြီးနောက်ပိုင်းမှာတော့မူကင်းတပ်ပုံဆရာလောက်ကိုလုံးဝဆွန့်လွတ်ပစ်လိုက်ပါတယ်။ သူလို့ဖို့ကင်မက်တွေကဘလို့ဖြောင်းမြပြောင်းများသူကလုံးဝပြန်မလုတော့ဘဲနဲ့စူဒါဆောင်းနာတာလေးထုတ်လို့နိုင်ငံသားကိုအလုလုဖို့အတွက်ထွက်သွားပြီးတဲ့နောက်ဟိုမှာပဲအိမ်အောင်တွေဘာတွေကျသွားလို့အခြေတကျနေပါဖြစ်နေခဲ့ပါပြီဒီဖြစ်ပျက်လေးကတော့မိတ်ဆွေဦးလေးတယောက်ပြောပြတဲ့အတိုင်းပြန်လည်တင်ပြရခြင်းဖြစ်ပါတယ်ဇလန်လေးကိုဆွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် ဘသူတွေကပက်ဆန်ဘလောက်ဝင်နေတယ်ဆိုတာကိုအားကြတဲ့စိတ်လေးတစ်ခုနဲ့တော့လုံးဝမတက်ပါနဲ့ကိုစိတ်မဝင်စားတဲ့ပညာရတစ်ခုကိုမိဘတွေကအလုံးမရှိရင်စိတ်လေးမှာဆွလို့ဆိုတဲ့အကြောင်းပြချက်နဲ့လာတက်ခိုင်းရင်လည်းလုံးဝမတက်ပါနဲ့ ကိုတငယ်ချင်းတွေတက်နေတဲ့တင်နှမ်းမို့လို့သူတို့ဆွဲတာကိုနားယောင်ပြီးတော့လဲလုံးဝမတက်ပါနဲ့ဒါတွေကအချင်းကုံငွေကုံလူပန်းပြီးတော့အကျိုးမရှိတာပဲဖတ်တင်ပါလိမ့်မယ်တင်ကိုယ်တိုင်ကတကယ်ပဲဖုန်းပြပြင်းချင်းနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့ဖုန်းပြပြင်းချင်းလုပ်ငန်းမှာအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင်တော့တင့်ရဲ့ပြင်းပြလာတဲ့ဝါသနာနဲ့ကြိုးစားခြင်းစိတ်လေးကိုပဲကျွန်တော်တို့ Profit Mobile ဖုန်းပြင်းတင်နှမ်းကြောင်ယူဆောင်လာခဲ့ပေးပါကျွမ်းကျင်ပြီးအောင်မြင်တဲ့အသက်မိုးဝမ်းကြောင်းမှုဖြစ်ရက်တည်နိုင်တဲ့ဒီ Profit Mobile ဖုန်းပြင်းတင်နှမ်းကြောင်ကဆရာတွေက Hardware ပိုင်း Software ပိုင်းနဲ့ Theory ပိုင်းနေရာစားတဝူးချင်းအသေးစိတ်ဆရာစားမချမ်းပဲတင်ကြားပေးပါလိမ့်မယ်ကိုကို န်ကလည်းစင်စက်မပြတ်စ조사အထုတ်မှုတွေနဲ့စကေးတခုကိုပိုင်ဆိုင်ရမယ်ဆိုတဲ့ရည်မှန်းချက်လည်းရှိဖို့လိုပါတယ်။ဝါသနာရဲ့조사ကျင်စေရဲ့အောင်မြင်မှုတွေကိုဖန်ဆုပ်ဖို့အစဉ်သင့်ဖြစ်နေပြီဆိုရင်တော့ရန်ကုန်မြို့ကမာရွတ်မြို့နယ်လဲတန်းမှာဖွင့်လှစ်ထားတဲ့ Profit Mobile Phone မြင်တင်တဲ့ကြောင့်မှအခုပဲစရင်ပေးသွင်းလိုက်ပါ။တင်တဲ့တက်ရောက်ပြီးသွားရင်တော့စာပြန်နှွေးကျင်တာပဲဖြစ်ဖြစ်နားမလည်တဲ့သင်ခန်းစာတွေကိုမတက်မချင်းပြန်လည်တင် जा ခွင့်ကိုလည်းတင်တဲ့ကြီးအခမဲ့နဲ့အထူးစီစဉ်ပေးထားပါတယ်။တင်တဲ့ပြီးဆုံးသွားတဲ့ကျောင်းသားတွေအနေနဲ့လည်းကိုပိုင်ဆိုင်မဖွင့်နိုင်သေးဘူးဆိုရင်တော့ Service Phone တွေကိုလက်ခံပြီးတော့တင်တဲ့ဆက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီးတော့လာရောက်ပြုပြင်နိုင်ပါတယ်။ စိတ်ကူးအိမ်မက်တွေကိုဖန်ပြီးပုံဖော်နိုင်မဲ့သင်တန်းစီမိုဘိုင်းဖုန်းမြင်သင်တန်းမှာဆို Profit